မင်္ဂလာပါရှင်ခစ်တိမန္တလေးကနေဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ပထမအဆုံးစစ်ကောင်စီထွက်ပေါက်ရှာဖို့ကြိုးစားတဲ့ရွေးကောက်ပွဲကိုနိုင်ငံတကာကအတိမတ်မပြုဖို့ကုလသမဂ္ဂအထူးကိုယ်စားလှယ်တတိပေးတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ် အာနာသိန်းစစ်ကောင်စီကဥဆောင်ကျင်းပဖို့ပြင်ဆင်နေတဲ့ရွေးကောက်ပွဲဆိုတာဟာအတုအယောင်တန်လျက်တစ်ခုထက်မပိုဘူးလို့မြမလူခွင့်ရေးဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်ကတတိပေးပြောကြားလိုက်ပါတယ်။ယခုနှစ်ဒီဇင်ဘာဒါမှမဟုတ်လမင်းနှစ်ဇန်နဝါရီလမှာကျင်းပဖို့ရထားကြောင်းစစ်ကောင်စီကကြေညာထားတဲ့ရွေးကောက်ပွဲဆိုတာဟာစစ်ဗိုလ်ချုပ်တွေရဲ့မယိုးဖြောင်းတဲ့လုပ်ရက်တွေကိုဟန်ဆောင်ဖုံးကွယ်ဖို့နိုင်ငံရေးထွက်ပေါက်ရှာတာသာဖြစ်တယ်လို့ကုလသမဂ္ဂလူခွင့်ရေးကောင်စီညီလာခံမတိုင်ခင်ဇွန်လ25ရက်နေ့မှာ Trend Induce က သတိပေးသွားခဲ့ပါတယ်စစ်ကောင်စီဟာဒေါ်အောင်ဆန်းစုကြည်ဦးဆောင်နေတဲ့အယက်သားဒီမိုကရေစီအကြတာဒီမိုကရေစီအစိုးရစီကနေ2021ခုနှစ်မှာအတမအာဏာသိမ်းခဲ့တာဖြစ်ပြီးဒီမိုကရေစီအစိုးရခေါင်းဆောင်တွေနဲ့နိုင်ငံရေးအကျဉ်းသားအများအပြားကိုဖမ်းဆီးအကျဉ်းချထားခဲ့ပါတယ် အင်ဒရုစ်ကအတိုက်ခံတွေကိုဖန်စီအကျဉ်းချညှဉ်းပန်းနှိပ်စက်တပ်ဖြတ်နေတဲ့အခြေအနေမျိုးဂျာနယ်လစ်တွေကအမှန်တရားကိုသတင်းဖော်ပြခြင်းကဥပဒေချိုးဖောက်မှုဖြစ်နေတဲ့အခြေအနေမျိုးပြည်သူတွေကစစ်ကောင်းဆောင်တွေကိုဝေဖန်ပိုင်ခွင့်တားမြစ်ပိတ်ပင်ခံထားရတဲ့အခြေအနေမျိုးမှာစစ်မှန်တဲ့ရွေးကောက်ပွဲကျင်းပလို့မရကြောင်းပြောပါတယ်။အာနာသိန်းစစ်ကောင်းဆောင်မင်းအောင်လိုင်ကရွေးကောက်ပွဲကိုနှစ်ကုန်ပိုင်းဒါမှမဟုတ်လာမယ့်နှစ်ဆန်းပိုင်းမှာကျင်းပမယ်လို့ပြောထားပေမဲ့အင်ဒရုစ်ကတော့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့အဲ့ဒီအစီအမံဟာဟန်ဆောင်မှုလိမ့်လိမ့်လိမ့်စားမှု တစ်ခုလို့နားလည်သတ်မှတ်ထားတဲ့နယ်လို့သူကသတိပေးခဲ့ပါတယ်စစ်ကောင်စီဟာဆက်ပြီးတည်တံ့ရက်တီဖို့လက်နက်ငွေကြေးတရားဝင်မှုဆိုတဲ့လိုအပ်ချက်၃ခုရှိကြောင်းအဲ့ဒီအရာတွေစစ်ကောင်စီကိုမပေးအပ်ဘဲငင်းဆန်ခြင်းအဖြစ်မြန်မာပြည်သူတွေကိုကူညီနိုင်မှာဖြစ်ကြောင်းလည်းသူကပြောပါတယ် ူကစိတ်ကောင်းစီအားနိုင်ငံတကာစီကဖိအားတွေမြင့်တက်လာချိန်မှာထွက်ပေါက်ရှာဖို့တတ်တတ်ပဲရွေးကောက်ပွဲကိုစီစဉ်နေတာလို့ဆွဆွဲခဲ့ပြီးနိုင်ငံတကာအတိုင်ဝန်ကစိတ်ကောင်းစီရဲ့အကြံစီကိုအတိမတ်မပြုဖို့အရန်အရေးကြီးတယ်လို့လည်းသတိပေးသွားခဲ့ပါတယ်စိတ်ကောင်းစီရဲ့တန်လျက်လိုမျိုးစစ်ကောင်စီရဲ့တန်လျက်လိုမျိုးအစ်စ်မန်မဟုတ်တဲ့ရွေးကောက်ပွဲတစ်ခုကိုကျင်းပပြီးတရားဝင်မှုရှိတဲ့အရက်သားအစိုးရတရဲ့အာဏာရလာပါတယ်ဆိုတာမျိုးလောက်ကျန်ဖန်တီးချင်းယုံတတ်တတ်တာဖြစ်တယ်လို့လည်းအင်ဒရုစ်ကသတိပေးပြောကြားသွားကြောင်းသိရှိရပါတယ်။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ဆေးဥစုရဲ့ရွေးကောက်ပွဲတကယ်ဖြစ်လာနိုင်လားဒါဆိုရင်ဘလို့တုံ့ပြန်ကြမလဲ ဒါဆိုရင်ဘလို့တုံ့ပြန်ကြမလဲဆိုတဲ့သတင်းဆောင်ပါတစ်ပုဒ်ကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံမှာရွေးကောက်ပွဲကို2025ခုနှစ်ဒီဇင်ဘာနဲ့2026ဇန်နဝါရီလတွေမှာအပိုင်းလိုက်ခွဲပြီးကျင်းပသွားမယ်လို့အာနာသိစစ်ကောင်ဆောင်မေအောင်လိုက်မှစစ်တပ်ဝါဒဖြင့်မီဒီယာတွေကနေတဆင့်ပြောဆိုထားခဲ့ပြီးဖြစ်ပါတယ်။မြန်မာနိုင်ငံမှာမြို့နယ်ပေါင်း330မြို့နယ်ရှိသည့်အနက်မြို့နယ်269မြို့နယ်မှာကျင်းပဖို့ရှိတယ်လို့ဆိုပါတယ်။ဒါအပြင်ကျင်းပမယ့်ရွေးကောက်ပွဲမှာအရင်ကျင်းသုံးခဲ့တဲ့မဲအများဆုံးရသူ ူ NIU စနစ် FPTP နဲ့အချို့ကျကိုစားပြုစနစ် PR နှစ်မျိုးလုံးအသုံးပြုဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။လက်ရှိလဲစေအုပ်စုကရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပြင်ဆင်လာတာတွေ့ရတဲ့အတွက်သူတို့အနေနဲ့မဖြစ်ဖြစ်အောင်လှုံ့ဆော်မဲ့အခြေအနေမှာရှိနေပါတယ်။ဒါဟာတစ်ချိန်ကစစ်ဘိုလ်ချုပ်တန်းရွှေဆင်းပြီးအရသာတပိုင်းသိန်းစင်ကိုတမရနေရာလွှဲပြောင်းပေးခဲ့တဲ့လုပ်ရက်နဲ့ဆင်တူနေပါတယ်။တနည်းအားဖြင့်အာနာသိန်းစစ်ဘိုလ်ချုပ်တို့ရဲ့နောက်ဆုံးထွက်ပေါက်လို့ဆိုရပါမယ်။ ဒီနေရာမှာတကယ်လို့အနာသိစစ်ကောင်းဆောင်မင်းအောင်လိုက်အနေနဲ့ရွေးကောက်ပွဲလုပ်ပြီးတတရရနဲ့ထွက်ပေါက်ရှာသွားခဲ့ရင်သူတို့ကျူးလွန်တဲ့ပြစ်မှုတွေနဲ့ပတ်သက်ပြီးမြို့သူမှာတာဝန်ရှိသည်ဆိုတဲ့မေးခွန်းထုတ်မှုမျိုးကခက်ခဲသွားပါလိမ့်မယ်။ကျူးလွန်ခံရတဲ့မိသားစုအသက်ဘဝနဲ့အိုးအိမ်တွေအတွက်နှီးမျိုးစုံနဲ့တော့တုံ့ပြန်ကြရမှာဖြစ်ပါတယ်။ပထမအချက်ကစစ်ကောင်းဆောင်အပါအဝင်အမိန်ပေးစေခိုင်းသူစေအုပ်စုတစ်ခုလုံးကိုနိုင်ငံတကာရောက်ဆိုသားဖြင့်ဖန်ဝရန်ထုတ်ခြင်းဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီး ICC တရားရုံးကတရားခံမင်းအောင်လိုက်ကို ဖန်ဝရအချိန်မီထုတ်ပေး ကုလသမဂ္ဂညီလာခံမှာတန်မကြီးဦးကျော်မိုးထွန်းကတိုက်တွန်းတောင်းဆိုထားတာတွေ့ရပါတယ်။တကယ်လို့သာရွေးကောက်ပွဲမတိုင်ခင်အမိန့်ပေးစေခိုင်းသူစေအုပ်စုတစ်ခုလုံးကိုဖမ်းဝရမ်းထုတ်နိုင်ခဲ့ရင်မင်းအောင်လှိုင်ရဲ့တမရအိမ်မက်လည်းပြတ်ပြေနိုင်ပါတယ်။ဒုတိယအချက်ကစည်ရင်အရာဖိအားပေးတိုက်ခိုက်ခြင်းဖြစ်ပါတယ်။စေအုပ်စုဘက်ကရွေးကောက်ပွဲလုံးမဲ့နေရာတွေကိုကြည့်မယ်ဆိုရင်ရန်ကုန်မန္တလေးနေပြည်တော်အေရဝတီစတဲ့ဒေသတွေပဲဖြစ်ပါတယ်။လက်ရှိလည်းဒီမြို့နယ်တွေနဲ့အနီးဆုံးမှာတော်လန်ရေးရဲဘော်တွေဘက်ကစည်ရင်လှုပ်ရှားမှုတွေဇက်တိုက်ပြုလုပ်လာတာတွေ့ ေးရပါတယ်။ဇွန်လ26ရက်နေ့တရင်အရာဆိုရင်ကြောက်ကြီးမြို့နယ်ထဲမှာစစ်တောင်းမြဝန်စစ်စင်ရေးဆိုပြီးခြေအုပ်စုကိုတိုက်ခိုက်ခဲ့ကြပါတယ်။စစ်တုံပန်းကြီး20ကျော်ကို PDF တပ်တွေကဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ရန်ကုန်မန္တလေးအမြန်လန်းလမ်းဟောင်းဒီနေရာတွေကိုလည်းခက်စိတ်စိတ်တိုက်ခိုက်လာတာတွေ့ရပြီးရန်ကုန်နဲ့နေပြည်တော်ကိုပိတ်ဆို့ဖြတ်တောက်ဖို့လည်းကြိုးပမ်းလာတာကိုတွေ့ရပါတယ်။တဖက်ကအေးအေးတက်တော်အနေနဲ့လည်းစစ်အုပ်စုကြီးစိုးရပဲခူးတိုင်းပြည်ပဆန်းကကပါစာတက်တွေရှိရဘက်ကိုခြေလန်းစတင်လာတယ်လို့အေယာဝရ ီဘက်မှလည်းဒေသခံတပ်တွေနဲ့ပေါင်းပြီးစကန်းသိန်းတိုက်ပွဲလှုပ်ဆောင်နေတာတွေ့ရပါတယ်။စည်ရည်အရမြန်မြန်ဆန်ဆန်နဲ့ထိရောက်နိုင်ဖို့စူးစမ်းနေကြတာဖြစ်ပါတယ်။ မန္တလေးဘက်အခြေအနေကိုကြည့်ရင်လည်းမြင်းချံတောင်သားနထိုးကြီးဆိုတာကဒေါ်လာရေးရဲဘော်တွေခက်စိတ်စိတ်လှုပ်ရှားရာနေရာတစ်ခုဖြစ်ပါတယ်။မကြာခဏလေးတိုက်ပွဲတွေဖြစ်ပေါ်နေတဲ့နေရာတွေဖြစ်ပါတယ်။စေယုစုဘက်ကအခုရက်ထဲလောင်ရှုနဲ့နောင်ချိုဘက်တဝိုက်ကိုစစ်ရင်အားအလုံးရင်းနဲ့ပို့ဆောင်နေတာတွေ့ရပြီးမိတီလာလိုတက်မြို့တောင်အတွင်းပိုင်းမှာအားနေနေကြောင်းတက်တွင်တည်ရင်းမြစ်ကနေသိရပါတယ်။ဒီအခြေအနေမှာစေယုစုရဲ့တရားမဝင်ရွေးကောက်ပွဲကျင်းပမယ်2025ဒီဇင်ဘာလမတိုင်ခင်စီရင်အရာဖိအားပေးနိုင်မလားဆိုတာက ်စောင့်ကြည့်ရမှာဖြစ်ပါတယ်။တတိယအချက်ကအားကောင်းတဲ့ပြည်နယ်ဆိုရအဖွဲ့တွေဖွဲ့စည်းနိုင်မလားဆိုတာပါ။ IAO အဖွဲ့တွေရဲ့အခြေအနေကိုတစ်ချက်ကြည့်ရင်တစ်ဖက်ကလက်နက်ကင်ဒေါ်လာနေသလိုတစ်ဖက်ကနိုင်ငံရေးအရကိုပြည်နယ်ကိုထိန်းချုပ်ဖို့ကြိုးပမ်းနေတာကိုတွေ့ရပါတယ်။ဒါဟာပြည်နယ်အလိုက်ဖွဲ့စည်းပုံအခြေခံဥပဒေဘ ਹੁ အစိုးရပြည်နယ်အစိုးရအာမခံသောအာဏာခွဲဝေမှုစတဲ့ဖက်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်ဖို့လိုအပ်တဲ့အချက်ကနေကိုပြည်နယ်အာကောင်ရေးစတင်ဖို့ဖြစ်ပါတယ်။လက်ရှိလဲကရင်ပြည်နယ်ဆိုရင်ထိန်းချုပ်ထားတဲ့ဒေတာ လိုက်တစ်ဖက်မှာပြည်내အုပ်ချုပ်ရေးဖွံ့ဖြိုးရေးတွေလုပ်နေတာတွေ့ရပါတယ်။ရခိုင်လဲထိုနီးတူစွာပါပဲ။စက္ကစထိန်းချုပ်ထားတဲ့မြို့နယ်တွေမှာအပကျန်းရခိုင်ပြည်내တွေမှာအေးအေးတက်တော့ကအုပ်ချုပ်ရေးလမ်းပန်းဆက်သွယ်ရေးအခြေခံစားတောက်မှုလိုအပ်ချက်ဖြည့်တင်ခြင်းစတာတွေကိုလှုပ်ဆောင်နေတာတွေ့ရပါတယ်။ အခြားသောကချင်းချင်းအပါဝင်ပြည်နယ်တိုင်းကအခုလိုပဲအုပ်ချုပ်ရေးအဖွဲ့တွေနဲ့လှုပ်ဆောင်နေတာကိုတွေ့ရပါတယ်။ဒါကိုဗမာအပါဝင်ပြည်မမှာရှိတဲ့တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကစဉ်းစားဖို့လိုပါတယ်။ဒါမျိုးလှုပ်ဆောင်နိုင်ဖို့ဆိုရင်အရင်ဆုံးပြည်မမှာကွဲပြားနေတဲ့တော်လှန်ရေးတပ်တွေအားလုံးစုစည်းဖို့လိုပါတယ်။ပြီးတော့အမိန့်နာခံမှုအားကောင်းဖို့လိုအပ်ပါတယ်။လက်ရှိတော့တပ်ဖွဲ့အတော်များများက NUG နဲ့ COC အောက်မှာတက်သားတွေဖြစ်လာပြီလို့သိရပါတယ်။တက်ဆက်ထဲမှာပဲသက်ဆိုင်ရာဒေသအလိုက်ကပြည်နယ်အုပ်ချုပ်ရေးအဖွဲ့တွေ စီကိုကာကွယ်ရေးတပ်ဖွဲ့တွေကလုတ်ပိုင်ခွင့်အပြည့်အဝပေးရဖို့လိုလာပါတယ်။ဒါမှသာဇကိုင်းမကွေးအပါအဝင်ပြည်မဘက်ကထိန်းချုပ်ထားတဲ့နေရာတွေမှာအုတ်ချုပ်ရေးစတင်နိုင်မှာဖြစ်တယ်လို့သိရပါတယ်။ ်စရုထအချက်နောက်ဆုံးမြင်မိတာကဘလိုပဲစေအုပ်စုဘက်ကရွေးကောက်ပွဲကိုအကြောင်းပြပြီးထွက်ပေါက်ရှာနေပါစေဒေါ်လန်ရေးကအဆုံးထိသွားရမှာပဲဖြစ်ပါတယ်ဆေယနာရှင်စနစ်မပြည့်ပြတ်တဲ့၍မင်းအောင်လိုင်းဆင်းလို့နောက်တစ်ယောက်တက်လာလဲထက်ဒေါ်လန်နေအောင်မှာပဲဖြစ်ပါတယ်တတိပြုရမှာတခုကဒေါ်လန်ရေးအတွန်းရှည်လို့မရတော့ပါ လူလူကအခုတောင်အရင်အထိနာနေတာဖြစ်ပါတယ်ဒါကြောင့်တက်ဖွဲ့အားလုံးက စီလုံးမှုနဲ့မြန်မြန်ဆန်ဆန်တုံ့ပြန်နိုင်ဖို့အတွက်လိုအပ်ပါတယ်ဒီအတွက်လဲကိုင်းကျုံးမီကျုံးကိုင်း ိုင်းပြီးဒေါ်လာရေးမြန်မြန်ပြီးဖို့အတွက်ဝိုင်းဝန်းပါဝင်ကြဖို့လိုအပ်ပါတယ်။